ဒီနေ့တရားတော်ကိုနှိမ့်ချုပ်ပြီးတော့ဟောပြပါမယ်မိဘမေတ္တာတားလိုက်ပါဟောမိဘမေတ္တာတားလိုက်ပါတားလိုက်ပါလို့ဆိုတော့တနည်းရောပါတာပေါ့နော်ဝမ်းချစ်လည်းပါတယ်နော်ဟုတ်တယ်မလားဝမ်းချစ်လည်းပါတယ်နော်ပါပါလေဗျာဟုတ်တယ်နော်ကဲကိုဟိုတားမွေးနေဆိုတော့တားကိုပြောပြတယ်မိဘမေတ္တာတားလိုက်ပါမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကမိဘတွေကမေတ္တာတွေကကြီးမားတယ် မိဘတွေဟာမေတ္တာတရားဘာကြောင့်ကြီးမားတာလဲဆိုလို့ရှိရင်မိဘတွေဟာဟောဒီတန်သမီးတွေအမြဲတမ်းဆောင်ရှောက်ထိမ့်သိမ်းကြွေးမွေးပြုစုခဲ့တာမိဘတွေရဲ့ဂုဏ်အင်္ဂါတွေဟာမိဘကုန်ကြီး73တဲ့မိဘရဲ့ကုန်ကြီးဆိုတော့73မျိုးတောင်ရှိတယ်အဲ့ဒီ73မျိုးတဲ့ကလုံးဝပြောရင်အကုန်ပါသွားတယ် မိဘကမေတ္တာလေးအကြီးမားတယ်ကျေးဇူးကလည်းကြီးမားတယ်ဘာကြောင့်ကျေးဇူးကြီးမားတာလဲဆိုလို့ရှိရင်နံပါတ်1အပါဒကာတဲ့အပါဒကာဆိုတဲ့ဂုဏ်နဲ့ပြည့်စုံတယ်အပါဒကာဆိုတာပြောတာလဲဆိုရင်စောက်ရှောက်ပြီးတာမိဘတွေကဘုံဘုံတို့အပါဝင်အားလုံးတော့တခါကြီးတည်းမိုက်တယ်ကိုစီကိုစီမိဘတွေရှိကြတယ်အဲ့ဒီမိဘတွေဟာဟောဒီသားတွေသမီးတွေတွေစောက်ရှောက်ပြီးတာ ဘယ်ချင်းကစပြီးတော့စောင့်ရှောက်ပေးတယ်လေဆိုရင်မိမိခင်ရဲ့ဝမ်းကြတိုက်ထဲမှာရောက်ပြီးရှိပြီးရပြီးဆိုတာသိတာနဲ့တပြိုင်တည်းစောင့်ရှောက်တာပဲအပြင်လူလောကကိုရောက်သွားမှာမဟုတ်ဘူးလူလောကကိုမရောက်ခင်ကတည်းကမိခင်ရဲ့ဝမ်းကြတိုက်ထဲမှာရှိနေပြီးရောက်နေပြီးရနေပြီးဆိုတဲ့အဲ့ဒီအတိအဲ့ဒီနေကြတဲ့ ဆရာဝန်များကမြုပ်ပြတဲ့ကိုယ်တိုင်သိတဲ့အသည့်အဲ့ဒီအသည့်ကလေးကစောင့်ရှောက်တာထိမ့်သိမ့်တာအိုးငါစားချင်တာလေးစားတော့မဖြစ်ဘူးငါရဲ့ရင်သွေးလေးဒုက္ခရောက်သွားနိုင်လေဟောအဲ့ဒီကလေးကကိုကကိုကြိုက်ပါတယ်ဆိုတဲ့အပူတွေအဆက်တွေအခါတွေအငန်းတွေဒါတွေကိုကြိုက်တော်လဲပဲအောင့်အီးပြီးတော့တိခံပြီးတော့ထိမ့်သိမ့်ပြရအဲ့ဒါဘာကြောင့်လဲဆိုရင်ကိုရဲ့ရင်သွေးလေးထိခိုက်တော့မှဆိုးလို့အဲ့ဒါကိုစောင့်ရှောက်ခဲ့တာ အဲ့ဒီကလေးကစောင်းလျှောက်တာရွေရောက်ဒီတိုင်အောင်စောင်းလျှောက်တာပဲအရွေရောက်နမကကိုအိမ်အောင်ရတာကြတိတိအောင်စောင်းလျှောက်တာပဲဟိုဒါလည်းမကတည်မှုမိမိအသက်ချင်းရှာရှိနေတဲ့များကလည်းပတ်လို့ကိုသားသမီးတွေပဲအရွေရောက်ရောက်မိဘတွေရဲ့စိတ်ထဲမှာတော့ငင်းငယ်လေးပဲထင်နေတာပဲနော်ကိုတကကြီးတွေမိတ်တဲ့ကိုတိုင်းပါတယ်ကိုသားသမီးတွေ ။အိုးအရွယ်အချိန်တန်းအရွယ်ရောက်လူသားမြောက်အိမ်တော်ရဲ့သားကြာသားတဲ့တပည့်တွေရ။ဟိုးသားတဲ့တပည့်တွေရပြီးတော့အရွယ်တွေကြီးပြီးကြီးညာတော်တယ်ဗျ။မိဘတွေရဲ့ခြေထက်မှာတော့ကလေးလိုပဲထင်နေတာပဲ။တကယ်လို့ကဓမ္မကြီးတွေကအသက်က80ကျော်။အော်80ကျော်ဓမ္မကြီး။အဲ့ဒါဒီနေ့တော့အလေးတွေမိုးတွေကတာချန်ညက်နေခင်း။ညနေခင်းလေးတွေမိုးတွေကြမ်းတဲ့ခါကျတော့ तू ကအဲ့ဒါမနေနိုင်ဘူး तू မှာအဖွားဘယ်သွားမလို့တော့ မိုးတွေဒီလောက်ပဲနေတဲ့လောက်တိုက်နေကြကိုအိမ်မှာမနေနိုင်ဘူးအဖေဘယ်မသွားဘယ်မမသွားနဲ့ရွာထဲလိုတဲ့ပြောတာပေါ့တားတာပေါ့အဖေဘယ်သွားမလို့တော့ငါသွားနွားချောင်းသွားတာပြန်မလာသေးလို့တဲ့နေနေကလေးကနွားချောင်းသွားတာပြန်မလာသေးလို့တကြမို့တားနောက်လိုက်မလို့တဲ့အဲ့ဒါရွာထဲကလူတွေတားတာဘလို့မှတားလို့မရရတယ်ငါတားရှိတယ်လေငါသိတယ်တော့နောက်ကလိုက်တယ် နောက်မလိုက်တဲ့ကကျတော့နောက်တနင်္ဂနွေနေ့လောက်ကျတော့ပြန်လာရဲ့ပြန်လာတဲ့ကျသူ့သားရဲ့နွားတွေရဲ့သူ့ရဲ့တောင်းပြီးပြန်လာကြတာကြည့်တယ်ဘယ်ရောဆို60ကျော်တာကြည့်တော့60ကျော်အဲ့တော့ဆိုလိုချင်တဲ့အိပယ်ကအမေတို့အဖေတို့မိဘတွေဟာတာသမီးဘယ်ရွယ်ရောက်ရောက်ကိုယ်စိတ်ထဲမှာတော့ငယ်တယ်ပဲထင်တာပဲဆိုတော့ဒါကိုပြောချင်တာပါ အဲ့တော့အဲ့ဒီချိန်ကြည့်အောင်ကိုစောင့်ရှောက်တယ်သားတဲ့သမီးတွေကြီးတွေရလည်းပဲအဖေတို့အမေတို့ကစောင့်ရှောက်တာပဲသူတို့စွန့်နိုင်စွန့်နိုင်တဲ့ဘက်ကစောင့်ရှောက်တာပဲဘူးကြီးစောင့်ပါချက်စွန့်ရီစောင့်ပါချက်အမြင်မပြတ်ဟိုးနောက်ဆုံးအိပ်ရတဲ့ဘုံဘုံလဲနေတော့မှပဲမေတ္တာနဲ့လန့်ပြီးတော့ပို့ပြီးတော့စောင့်ရှောက်တာအဲ့ဒါအဖေတို့အမေတို့ရဲ့အကြီးမားတဲ့မေတ္တာတရားဒါကိုပြောတာအဲ့ဒါအပါဒကဆိုတဲ့ကောနောက်တစ်ခါကျတော့ဘောတကာတဲ့ဘောတကာဆိုတော့ကျွေးမွေးတွေပြုစုတဲ့စောင့်ရှောက်တဲ့နာကတော့အထင်ရှားဆုံးဘော မိခင်ဝမ်းကြတဲ့ကနေတော့လာပြီလူဘဝစပြီးတော့ရပြီဆိုတဲ့ကလေးကပြုစုလဲရတဲ့ကျွေးမှုလဲရတာနှုတ်ချတိုက်ကျွေးအဲနှုတ်ချတိုက်ကျေးတာစပြီးတော့ကျွေးမှုတာပြုစုတာစောင့်ရှောက်တာဟုတ်တယ်နော်ဟုတ်တယ်မလားဟုတ်တယ်တကယ်ဝမ်းချစ်ကနော်အဲ့ဒါစောင့်ရှောက်တာဟောတမင်းစားတတ်တဲ့ရွေးရောင်းတမင်းစားဟော အကုန်လုံးအကုန်လုံးပေါ့လေအခုချိန်ကြီးအောင်နော်အမေတို့ဖေတို့ကတာတိမိတာဝမ်းဝမ်းချစ်ကိုလည်းအခုစောင့်ရှောက်နေတာပဲနော်ဟုတ်တော့မလားစောင့်ရှောက်နေတာအဲ့တော့ကျွေးမွေးတယ်စောင့်ရှောက်တယ်ဒါသိတယ်အဲ့တော့ကျွေးမွေးနေတာဘယ်ရွယ်ရောက်ရောက်ပြီးကျင်တာကျွေးကျင်တာအဲ့ဒါအမေတို့ဖေတို့ကမေတ္တာတရားပဲကိုမစားကျင်တာနေမဲ့ကိုသားသမီးကိုတော့ငါမခံဘူးကိုသားသမီးကတော့ဘယ်တော့မှငါမခံဘူးဟုတ်ဒီလိုပြောတာ เนาะอภุยอมูตาสุดะเอสารีกับผู้ได้ชื่อแต่ก็มองอ่ะตะคู่ได้ชื่อได้นานะตะมีด้วยจ้วยตาอเมียไบสาราบ่ตลอดเลยอเมียไม่สาวอเมียไบปี่เลยโหลนานะตะมีด้วยซาซาซาเอเอซาซาซาเอาเด้ไอ้ตัวจ้วยตา အမေမစားပဲရှိမလားစားတာပေါ့သို့တော်လည်းပဲသားနဲ့သမီးအတွေ့ဆိုလို့ရှိရင်အမေတို့ကလို့လို့ဖိုက်ပြပြီးသားသားနဲ့သမီးစားနေတာမြင်ပြီးတော့ပီတိကိုကြည်ပီတိလေးနဲ့ကို ပြောနေတာအမေတို့ပြီးတော့မှအဲ့ဒါဘိုက်စားတော်လည်းပဲအဲ့ဒါဖြူရောင်မူသားလို့ခေါ်တယ် အမိမစားပေါင်းသားရဲ့အမိမစားပေါင်းသမီးရဲ့ဆိုပြီးတော့နားတဲ့သမီးတွေဖြောင်းပြောင်းစားနိုင်အောင်နားတဲ့သမီးတွေစားနေတဲ့ကိုကြည်ပြီးတော့ဝမ်းသာပီတိဖြစ်နေတာလည်းပဲအဖေနဲ့အမိပဲရှိပါတယ်လောကကြီးမှာအဲ့ဒါပဲကျွေးမွေးခဲ့တယ်အဲ့ဒီကျွေးမွေးခဲ့တဲ့ဂျေဇုကလည်းပဲအဖေတို့အမိတို့မှာပဲရှိနေတာပဲဒီလိုပဲတော့နောက်တော့ဘုရားအိမတ္တလောကတ္တဓာတိတာဟော ်ဒီလောကကြီးထဲမှာနေတတ်အောင်ပြောတတ်အောင်ပွားတတ်အောင်လာတတ်အောင်အစစရာရာသင်ပေးတာလည်းပဲအဖေနဲ့အမိပါပဲမိတ္တစာအရွယ်ကစပြီးတော့ဒါကအဖေခေါ်တတ်တာအမိခေါ်တဲ့ဒါကအဖိုးခေါ်တဲ့ဒါကအပေါင်းခေါ်တဲ့ဦးကြည်ဦးတကားမျိုးစုံသင်ပေးတာကလည်းမမောနိုင်အောင်တည်တည်ရဲ့စကားပြောတတ်တဲ့အရွယ်ကစပြီးတော့အဖေတို့မိတို့ ။နားလေးသမီးလေးစကားလေးတစ်လုံးတော့ပြောတတ်ပြီဆိုရင်သူတို့ကပြောနေတာ။ဟောသင်ပေးနေတာနော်။ဟေးအချိန်တန်အရွယ်ရောက်လာပြီ။ကြောင်းထားရမယ့်အရွယ်ရောက်လာပြီဆိုရင်ဟောငါသင်ပေးဦးနဲ့မလုံးလောက်သေးဘူး။ငါတဲ့တက်တဲ့တော်တဲ့ဆရာကောင်းသမားတွေစီကိုအပ်ပြီးတော့သင်ပေးဦးမယ်။ကြောင်းကောင်းကောင်းကြီးတွေထား။ဟောသင်ပေးတာ။ဟောတက်နိုင်ရင်တက်နိုင်တယ်လို့စွန့်နိုင်ရင်စွန့်နိုင်တယ်လို့ ်မိရင်းကြောင်းနဲ့မဟုတ်ဘူးပြပအကြောင်းတွေပါတော့သင်ပေးတာအဲ့ဒါသာသမီတွေတော်စေခြင်းလို့တတ်စေခြင်းလို့ထူးကျွန်းစေခြင်းလို့ဟောလောကကြီးအကြောင်းကိုပို့ပြီးတော့သိစေခြင်းလို့သိပေးတာအဲ့ဒီယေရှုတရားတွေအဲ့ဒါသုံးခုတည်းနဲ့ကုန်ကုန်သွားတယ်အဲ့ဒီသုံးခုလုံးပေးနိုင်တာဒီအဖေနဲ့အမိပဲရှိတယ်ကျန်တဲ့သူကအဲ့လောက်မပေးနိုင်ဘူးကျန်တဲ့သူပေးနိုင်တယ်ဆိုတာအပေါ်ရမယ်ပေးနိုင်တာ ဒါကြောင့်မို့မိဘပိတ္တတရားအလုံးတမကြီးမာတယ်ဆိုတာကိုမောင်သူရိထဲသားရနာကတိတာဘော။အော်ဖိနဲ့မိနဲ့ငါငငယ်ကလေးကတိတိကျကျသင်ကြားပြီးတဲ့အတွက်ကြောင့်လို့ငါငငယ်ရွယ်နဲ့ခုဂျပန်နိုင်ငံမှာဟောအားလုံးနဲ့တန်းတူမိနိုင်တာအားလုံးနဲ့တန်းတူရင်မောင်တိုင်းနိုင်တာဟာအဖေနဲ့အမေရဲ့ဂျေစုပဲဆိုတော့သူတိတယ်တိတဲ့အတွက်ကြောင့်မအဖေနဲ့အမေကိုငါပြန်ပြီးတော့ဂျေစုဆက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အဖေနဲ့အမေကိုစိတ်ချမ်းသာထားတယ် ်အဖေနဲ့အမေနဲ့မကဘူးအဖိုးဘွားတွေဟာအဖိုးဘွားတွေမကဘူးနှစ်မလေးဟောသူ့ရဲ့ဒီမလေးကိုလည်းပဲစောင့်ရှောက်ပေးရဝေးရတယ်ဟောဒါကြောင့်မို့မိဘကမေတ္တာတရားကြီးမားတယ်လို့သားကလည်းလိမ်ပါတယ်ဆိုတော့ဒါလည်းဘုံဘွားကိုယူစွာနဲ့ပြောပြတာမြွန်းနေရှင်အတွက်ကိုယူစွာနဲ့ပြောပြတာမြွန်းနေရှင်အတွက်မွေးနေ့လက်စာဘုံဘွားဒါလည်းကိုဝမ်းမြောက်ဖွယ်ရတရားလည်းဟောပြတာ ဒါကြောင့်မဝိပါမေတ္တာနားလည်မှာဆိုတာအခုလိုမောင်းသူတွေထက်တော့လို့အဖေတို့မေတ္တာကုသိုလ်ပြုနိုင်အောင်အဘိုးဘွားတွေကုသိုလ်ယူနိုင်အောင်ယခုလိုဥယျံပရိယတ်ဒီဇာတတကြီးကိုလာပြီးတော့စွန့်ကပ်ဖို့ဆိုတာအလုံးမခက်တယ်ခေကာလအခြေကြီးရခက်ခဲတဲ့ကြက်တဲတဲ့အခြေကြီးကြီးရဲပါပါရအောင်ကတ်နိုင်တာဟာ အလုပ်လုပ်တော့ကိုကျေးဇူးများတယ်လို့ဘုန်းဘုန်းတော်ကဒါလေးပြောချင်ပါတယ်။ဒါပေမဲ့စွတ်တနာကပ်ဖို့ဆိုမလွယ်ဘူးဒီခေတ်ကြီးထဲမှာ။နော်အားလုံးသိပါတယ်။နော်ရှာရဖွေရတာကခက်တယ်။သုံးရတာကလွယ်တယ်။တန်ဖို့ကလည်းနေတယ်။ဟုတ်တယ်နော်။နော်ငွေတထောင်ငွေတထောင်ရှာဖို့ရတာကခက်တယ်။တို့တော့သုံးဘူးอ่ะကြတော့ဘာမှတတောင်းဆိုလည်းပဲဘာမှမရနိုင်ဘူးခက်တာလားဒီလိုဖြစ်နေတာ ။ဒီအဲ့ဒါလို့ခက်ခဲတဲ့ကြက်တဲ့အချိန်မှတော့မှပဲခုရအောင်ဆွမ်းကပ်နိုင်တယ်ဆိုတာဒါလိမ္မာလို့ပေါ့ဒီလိုပဲနော်ဒီတကြောင်မို့ဒီနေ့မိဘမေတ္တာတားလိမ္မာတားလိမ္မာဒီလိုကုသိုလ်တွေပြုပေးတဲ့အတွက်ကြောင့်မလို့ပူရေးပူရေးပုံမှန်နေကြည်လာပါလိမ့်မယ်သိတတ်တဲ့လိမ္မာတဲ့တားတို့တန်တန်မှာဖြစ်ပေါ်လာမဲ့ကောင်းကျိုးတွေကလည်းပဲအလိုလိုအလိုလိုဘုက္ခဏ်ရဲ့ကြည်ကြည်လာမှာဖြစ်ပါဘုက္ခဏ်ကပို့ပို့ ပြီးတော့ကုသဆွမ်းအားကြောင့်ကုညီမဲ့သူတွေပေါ်လာမယ်ဆောင်းဆောင်မဲ့သူတွေပေါ်လာမယ်ကိုယ်တိုင်းလည်းပဲယုံကြည်ချက်တွေငါမှာကုသရှိတယ်အဖေတို့အမေတို့ရဲ့မေတ္တာတွေအမြဲတမ်းရနေတယ်အဖိုးဘွားတွေရဲ့မေတ္တာတွေအမြဲတမ်းရနေတယ်ဆွေမျိုးတွေရဲ့မေတ္တာတွေအမြဲတမ်းရနေတယ်ရက်ကုတ်လို့မွေးတင်မှာဆွတ်ကတ်တဲ့လူကတန်ခါရရှင်မြတ်တွေရဲ့မေတ္တာတွေကိုအမြဲတမ်းရနေတဲ့လူကသူ့ကိုယ်တူတဲ့အလိုလိုစိတ်သက်ခွန်အားတွေကပြည့်နေတာ အလိုလိုနဲ့ယုံကြည်ချက်တွေပို့ပြီးတော့ပို့ပြီးတော့ခိုင်းမာလာတယ်။အဲလိုခိုင်းမာလာတဲ့အတွက်ကြောင့်မို့ပ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 ို့အဆက်ကွန်ပျူတာခေါ်အောင်ပို့ပို့ပို့ယုံကြည်ချက်ကအရာရာကိုစွန့်ဆောင်နိုင်မှာရှိတယ်။အဲ့ဒါပဲ။ကို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 ယုံကြည်ချက်မဲ့သွားပြီးယုံကြည်ချက်အာရုံသွားပြီးဆိုလို့ရှိရင်အလိုလိုနဲ့စိတ်တက်ကြတာစိတ်တက်မှကြပြီဆိုလို့ရှိရင်လုပ်ငန်းလုပ်ချင်စိတ်ရှိတော့ဘူးလုပ်ငန်းလုပ်ချင်စိတ်မရှိတော့ဘူးဆိုလို့ရှိရင်အောင်မြင်ဖို့ဆိုတာမလွယ်တော့ဘူးဒါကြောင့်ဘူမှာစိတ်တက်တာအရေးကြီးတယ် အဲ့ဒါလို့စိတ်တဲ့ခွန်အားတွေတက်ဖို့ဆိုလို့ရှိရင်မိရဲ့ကုသိုလ်နဲ့မြင့်တယ်ပါလို့ကုသိုလ်ပြုပေးတာဟာဒီနေ့စိတ်ကခွန်အားရောမိမိရဲ့ဘုံကံတွေရောတိုးတဲ့တိုးအောင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်ဘုရမေကြီးကနိတိကန္တသုတ်တံမှာဟောကြားထားတဲ့တရားတော်တွေရှိပါတယ်ဒါကြောင့်မလို့ဒါနဆိုတဲ့ယခုလိုစံကတ်တာမြွနိစံကတ်တဲ့ကုသိုလ်ပြုခြင်းဟာ ကြီးပွားကြောင်းချမ်းသာကြောင်းအောင်မြင်ကြောင်းလမ်းစပါပဲဒါနဆိုရာသူငါမကျွင်းချမ်းသာခြင်းရဲ့အကြောင်းပေးဟောချမ်းသာခြင်းရဲ့ဒါနကုသိုလ်တာပြုပါဒါနကုသိုလ်ဆိုတာကိုအခုမောင်သူရိတ်တက်ကသူ့ရဲ့မွေးနေ့မှာဝေကုန်ကြည့်ကြအများကြီးခံပြီးတော့ပြုနိုင်တာဟာသူ့ရဲ့ဘုက္ကံ ဤအဲ့လိုမပြုတ်နိုင်မှုဆိုရင်တောင်မှပဲနေ့စဉ်နေ့တိုင်းမှာမိမိစွန့်နိုင်တယ်မြမိမိအိမ်မှာဖျားကန်းရှိတာပဲအဲ့ဒီဖျားကန်းမှာတောက်တော်ရေးချမ်းစွန့်စီမိပန့်စတယ်ကိုနေ့စဉ်သုံးမိတဲ့ရောင်းမှုတွေကိုဥပုဖြစ်ပြလေးကတ်လိုက်ရင်လည်းပဲဒါနာကုသဖြစ်တာပဲဒါမတတ်နိုင်ကြတာအခုတော့တတ်နိုင်တဲ့အတွက်ကြောင့်တော့အခုလိုကြီးကြီးကျယ်ကျယ်ကာနနာယခုလိုစတင်သားစာချဆရာတို့အများကြီးရှိတဲ့အကြောင်းတက်ကိုဝေကုန်ကြီးကမြတ်စွာခန်းပြီးတော့ကတ်နိုင်တာဟာ ို့ပြီးတော့ပို့ပြီးတော့ကုသိုလ်တွေတိုးအောင်လုပ်ပေးတာဖြစ်ပါတယ်။ဒီတရားမလို့ဒါနကုသိုလ်ဒီကြည်ပွားကြောင်းချမ်းသာကြောင်းလမ်းစဉ်ပဲဖြစ်ပါတယ်။ဒါနဲ့မကတဲ့ဘူးတဲ့။ဒါနကုသိုလ်ဟာမိမိရထားတဲ့စီစဉ်ဥစ္စာတွေခိုင်မဲအောင်တည်ကြအောင်လည်းပဲလုပ်တာဖြစ်ပါတယ်။ဟောဒါနဲ့မကတဲ့ဘူးတဲ့။အခက်ခဲတွေကြုံလာပြီဆိုလို့ရှင်လည်းပဲအဲ့ဒီဒါနကုသိုလ်ကကာကွယ်ပေးပါလိမ့်မယ်အခက်ခဲဆိုတာဒီမှာပျက်စီးချောင်းဆိုတာရှိတာပဲ ။အောက်ကတကတော်ကျိုးတွေမှာပါတယ်ပြဒနာတရား၅ပါးတဲ့အများကြီးပြဒနာဟောဆွေမျိုးတွေပျက်စီးတဲ့ပြီးဘောကပြဒနာရရှိပြီးတဲ့စီစဉ်ဥစ္စာတွေဟောတခါတည်းမှာရေမိမင်းခုတ်သူစကြည့်တဲ့ယန္တိမျိုး၅ပါးနှိမ့်ဆက်လို့ပျက်စီးတဲ့ဖြစ်စီခံတဲ့ပြီးရောဂါပြဒနာယောဂဝိညာဉ်တွေရပြီးတော့တချို့ပြည့်စည်တဲ့ဘေးဟာ နောက်တော့ဒီဒိဋ္ဌိပြတနာအယူဖောက်ပြန်မာလူယွန်းလို့ပျက်စီးတဲ့ဘေးသီလပြတနာကိုချင်းသီလတွေဖောက်ပြန်တဲ့အတွက်ကြောင့်မလို့ပျက်စီးတဲ့ဘေးဆိုတဲ့ပျက်စီးခြင်း၅မျိုးကိုလည်းပဲဒါနကုတုကကာကွယ်ပြီးတယ်ဒီလိုကနော်အဲဒါနကုတုရှိလာပြီဆိုလို့ရှိရင်ကိုယ့်ကိုယ်ယုံကြည်ချက်ရှိလာပြီဆိုတော့ငါပျက်စီးအောင်မလုပ်တော့ပျက်စီးမဲ့ကြောင်းရတယ်ငါမလုပ်ဘူးဆိုတဲ့အလိုလိုနည်းကိုစိတ်ကခိုင်မာလာတယ် ပွက်ကြီးပွားကျင်တာအောင်မြင်ကျင်တာတိုးတက်ကျင်တာဖြစ်တဲ့အတွက်ဒီကြီးပွားမှုတွေဆုံးယုံမှုတွေကိုဖြစ်စေမဲ့အကြောင်းတရားတွေကိုအလိုလိုရှောင်တာဒီလိုပြောတာနော်ကဲဆိုလာအဲ့ဒီကြပြားလေးဆိုပြီးပြီးပါပြီဒါနဆိုတာသူငါမကျွင်းဒါနဆိုတာသူငါမကျွင်းချမ်းသာခြင်းရဲ့အကြောင်းပဲဘဝစီစဉ်ကုန်တဲ့ပြည့်ကုန် ဓမ္မရှိဖို့လိုအပ်ပေဤစီဥ္ဇာတရားဖြစ်လို့ဒါနာချစ်မအစဉ်ပြီဖြတ်တနာဇိုးတွေ့ကြုံတို့အဘုဒ္ဒတလေအေဒါကမြတ်စွာဘုရားလှုပ်တော်က ထုတ်ပြခဲ့တာတွင်ဘုမလို့ဟောတာမဟုတ်ပါဘူးမိဒီကနာတုတ်တာမှာမြတ်စွာဘုရားကပစ္စည်းဥစ္စာဋိတန့်ခိုင်မဲခြင်းတွေဆိုရင်ဒါနကုသိုလ်ပြုပါဟောကြည်မွားခြင်းနဲ့ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုတော့ဒါနကုသိုလ်ပြုပါပစ္စည်းချင်းမျိုးအနေနဲ့ကျုံလာတဲ့ခါမှာဆိုတော့အဲ့ဒီပစ္စည်းမှုတွေကိုယ်တန်မှာမရောက်အောင်ဆိုတော့ဒါနအဖြစ်ကာကွယ်ပါဧကံဒိဋ္ဌမလွဲ ဒီအကျိုးတရားတွေကိုရမှာသိကြတယ်ဆိုတာကိုထုတ်ဖော်ဟောထားတာကိုပြန်လည်မျှဝေပေးရဖြစ်ပါလေ။ဤဒါကြောင့်မလို့ဒီနေ့မွေးနေ့ကုသိုလ်ပြုလုပ်တယ်ဆိုတာမောင်သူပိတဲ့ ီအကျိုးတရားတွေရပါစေဒီတဲ့ဘက်ကပွေပွေ၍အောင်မြင်ပါစေဒီတဲ့ဘက်ကပွေပွေ၍တက်ရှင်ကျမ်းမှာစိတ်ချမ်းသာပြီးတော့မိပါတွေကိုပွေပွေယေရှုဆန္ဒပါစေအဖို့ဘွားတွေကိုယေပွေပွေယေရှုဆန္ဒပါစေဟောဒီသာသနာတော်ကြီးကိုဆောင်ရှောက်နိုင်ပါစေသာသနာပြုနိုင်ပါစေဆိုတဲ့ဘုန်းကံတွေထက်ဆက်ထက်ဆက်ပြီးတော့မြင့်ပေးတာတဲ့ဒီလိုပြောတာနော်ကုသိုလ်တွေဆက်ပြီးတော့လုပ်ပေးတာဒီလိုပြောတာ ကတိတော့ဆိုပြီးတော်ပြီးတရားဒါနဆိုတာသူငါမကျွင်ချမ်းသာခြင်းရဲ့အကြောင်းပေဘဝစီစဉ်ကုန်ပြီဘဝစီစဉ်ကုန်ပြီဒါနရှိဖို့လိုအပ်ပေမစ္စည်းဥစ္စာတရားဖြစ်လို့ဒါနချစ်မှာရှင်ကြီးဒါန ယတနာဇိုးတွေ့ကြုံတို့အာကိုတိုက်တလေအေဒါကမြတ်စွာဘုရားနှုတ်တော်မှာထုတ်ပြခဲ့တာတွေ့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးထုတ်ပြတဲ့တရားကိုမျှဝေပေးတာဖြစ်ပါတယ်တရားကိုမိဘမေတ္တာသားလေးမှာမိဘမေတ္တာသမီးလေးမှာမိဘတွေကမေတ္တာတရားကြီးမှတို့သားပြတို့မောင်းတို့ရိတ်တက်ကလည်းပဲ ဂျေစုတရားတွေသိပြီးတော့လိမ်ပါတယ်။သမီးကလည်းလိမ်ပါတယ်၊သားကလည်းလိမ်ပါတယ်၊မောင်နှမနေရာလုံးလိမ်ပါတယ်တို့ကြောင့်ဒီနေ့ကုသိုလ်ကောင်းမှုတွေကိုပြုနိုင်တာဖြစ်ပါတယ်။ဒီကုသိုလ်ကောင်းမှုဆုစရကိုပြုနိုင်တဲ့အတွက်ကြောင့်အားလုံးတော့မိပါလေးရောဖိုးပွားလေးရောဆွေမျိုးတွေရောစိတ်ထဲမှာကြည်ညိုဝမ်းသာပီတိဖြစ်ပြီးတော့ဩတို့ပြုတဲ့ကုသိုလ်ကတာမန်မှုတော့မဟုတ်ဘူး။ဒီနေ့ပုဂ္ဂလိကလူရဏနဲ့မဟုတ်ဘူး။အဖွဲ့စည်းလူရဏနဲ့မဟုတ်ဘူး။တန်ခါဆိုတဲ့ကြီးမြတ်တဲ့ မုံမြတ်တဲ့ကုသကောင်ကောင်းမှုကိုတို့တို့တွေပြုလုပ်တာတန်ခါကိုရည်ရွယ်ရည်မှန်းပြီးတော့လူတတ်တဲ့ကုသကောင်းမှုဆွဆွတို့ဒီတပိတော်တို့မွေးနေ့ရှင်ကုသရှင်မိသားစုများဆွေမျိုးများအားလုံးသောတရားနာပရိသတ်များယနေ့ပြုရတဲ့ကုသကောင်းမှုနဲ့ဆက်ဆက်သမျှတပည့်တော်တို့နဲ့ပတ်သက်သည်။မြင်အပ်မမြတ်အာလောကပုဂ္ဂိုလ်ပေါင်းတို့တွေကိုယ်စိတ်နဲ့ပြန်ကြံမှချမ်းသာပြီးအောင်ပါရဲ့။ကောင်းကျိုးလိုရင်းစံဓမ္မသမ ्या ပြွားကြပါစေ။စိတ်သွားတိုင်းကိုပိုင်းပြီ။ သာသနာပြုနိုင်ကြပါစေမိဘကျေးဇူးအဖို့ဘဝကျေးဇူးဆွေမျိုးများရဲ့ကျေးဇူးကိုအထူးကြည်အောင်ဆန်းနိုင်ကြပါစေဒုက္ခကတိအင်းညံစင်မှာဖြစ်တဲ့မြန်နေပံကိုလွယ်ကူသောအချင်းလင်းမြန်သောအသည့်တို့ဖြင့်ကိုယ်စီကိုယ်ငါမြေမောင်းပြုနိုင်ကြပါစေဘုံတည်း